ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ concrete မြို့နယ်ကိုစစ်တပ်ကစစ်ကူအများပြားပို့နေပြီးတိုက်ပွဲတွေပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ် concrete မြို့နယ်ကိုစစ်တပ်ကအင်အားအများပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့ကော့ဂရိတ်ဒေသမှတော်လှန်ရေးဘော်တွေကပြောပါတယ်။ကော့ဂရိတ်မြို့အဝင်ကစစ်ကောင်စီရဲ့အမတ်စနစ်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခစနစ်နဲ့မြို့ရဲကအမတ်ကုစုခွန်ချီလင်တရင်ကိုစစ်ကူအများပြပို့နေတယ်လို့ဆိုပါတယ်။စကခစနစ်ကအင်အားကိုကော့ဂရိတ်ကနေဂျုံတိုးမြို့ကိုသွားတဲ့လမ်းပိုင်းကိုစစ်ကြောင်းထိုးစစ်ကူပို့တာဖြစ်ပြီးခလိုင်ရ69တရင်ကအင်အားကိုတော့အရှလမ်းပိုင်းမှာတိုက်ခိုက်ခံနေရတဲ့အောင်စီရစစ်ကြောင်းစီစစ်ကူပို့နေတာလို့ ကော့ပိုရိတ်ဒေတာကတော်လန်ကြီးရဲဘော်တွေကပြောပါတယ်။ဇွန်လ9ရက်နေ့မှာကော့ပိုရိတ်မျိုးအထွတ်အာရှလမ်းမကြီးဘော်ကကော့နွဲ့တတန်ကူးကြေးရွာတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့တော်လန်ကြီးရဲဘော်တို့ကပြောပါတယ်။အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ကအလောင်းနှလောင်းကျန်ခဲ့တယ်လို့ဆိုပါတယ်။အောင်စင်ရောက်ကိုအင်အား900လောက်ထပ်ပို့လာတယ်အဲ့တော့တောင်ပေါ်မှာရောပေါင်းရင်စုစုပေါင်း400လောက်တော့ရှိလာမယ်လို့ကော့ကရိတ်ဒေတာကတော်လန်ကြီးရဲဘော်တအူးကပြောပါတယ် ဇွန်လ10ရက်နေ့မနက်မှာလေကော့ကရိတ်နဲ့မြဝတီမြို့နယ်အဆက်ကကွင်းကလေးကျေးရွာမှာတိုက်ပွဲဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ်။ဒါအပြင်စကခစနစ်ကနေထွက်သွားတဲ့စစ်ကြောင်းနဲ့တော်လရင်တက်တွေ9တိုင်နဲ့9တိုင်ရွာလမ်းပိုင်းတွေမှာတိုက်ပွဲဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဂျုံတိုးမြို့လက်မလွတ်ရဖို့စစ်ကူတွေထတ်တိုးပြီးခန့်စစ်ပြင်ဆင်နေတာပါ။ KNL PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကလေကြောင်းကနေအကြိမ်ကြီးများစွာပုံကျဲတယ်လို့အစစ်မြင့် drone တွေတုံးပြီးခုခံနေတယ်လို့မြေပြင်ရဲဘော်အချို့ကပြောပါတယ်။ အဲ့ဒီဘက်မှာလည်းကျန်းနေတာပဲလို့ကော့ဂရိတ်ဒေတာကအခြားတော်လန်ရေးရဲဘော်တူကလည်းပြောပါတယ်တော်လန်ရေးပူပေါင်းတက်တွေဟာထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကအရေးပါတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်နေတယ်လို့ကုံတွယ်ရေးအတွက်အရေးပါလာတဲ့အာရှလမ်းပေါ်ကော့ဂရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုပြီးခဲ့တဲ့ဧပြီလဇန်ပိုင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တမဟာ6နယ်မြေကကော့ဂရိတ်မြို့ဝင်းကျင်နဲ့ကော့ဂရိတ်မြို့ကနေဒေါနာတောင်ပေါ်တောနော်ရေတကွန်အထိနေရာယူထားတဲ့ အောင်စရာစစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေကအပိုင်းလိုက်ဖျက်တောက်ပိတ်ဆို့ထားပါတယ်။ပြီးတော့ထိုးစစ်အရှိန်မြင့်ပြီးတိုက်ခိုက်တာမှုပြီးခဲ့တဲ့လပိုင်းကလေးကအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကော့ကရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေရဲ့ကော့ကရိတ်နဲ့ဂျုံတိုးမြို့လမ်းပိုင်းတစ်လျှောက်မှာပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကရင်စစ်ရေးတရင်အရှိမြက်ကပြောပါတယ်။ဒါအပြင်တော်လန်ရေးပူးပေါင်းတပ်တွေကကော့ကရိတ်မြို့ကိုဝန်းရံပိတ်ဆို့ထားပြီးလို့အဲ့ဒီဒေသက PDF တရင်မှုတူဦးကဆိုပါတယ်။ အခုဆိုရင်အောင်စီရစစ်ကြောင်းဟာတောင်ပေါ်မှာအင်အားနေရာလောက်ပဲကျန်တော့တယ်လို့သိရှိရပါတယ်။အဲ့ဒီအဖွဲ့ကိုလည်းတော်လိုင်းရဲအဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ထားပါတယ်။ဒါအပြင်တောနော်ရေတကွန်ဘတ်ချမ်းမှရှိတဲ့စစ်သားတွေကိုလည်းဖျက်တောက်ပိတ်ဆို့ခံထားရပြီဖြစ်ပါတယ်။ဒါကြောင့်ဒီရက်ထဲမှာပဲစစ်တပ်ကအောင်စီရစစ်ကြောင်းစီကိုစစ်ကူနေရာကျော်ထပ်ပို့ထားတာဖြစ်ပါတယ်။နေဆက်မြို့ဖြစ်တဲ့မြဝတီမြို့ကမြို့ဆောင်တပ်ဖြစ်ရှိနေတဲ့ခလာယာနစ်ခွန်ကတပ်ရင်းကိုလည်းတော်လိုင်းရဲတပ်တွေကအခုရက်ပိုင်းအတွင်းမှာပြစ်ခတ်တိုက်ခိုက်နေပါတယ်။ မေလ31ရက်နေ့ညပိုင်းကတော်လန်ရစ်တက်တွေကခလာရ2ခွန်ကတရင်တဲကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာလို့ကရင်စီရီသတင်းရှင်းမြစ်ကပြောပါတယ်။အဲဒီနောက်ဇွန်လ4ရက်နေ့မှာလဲဒရုန်းနှစ်စင်းနဲ့ခလာရ2ခွန်ကတရင်တဲကိုပစ်ချခဲ့တယ်လို့ဆိုပါတယ်။ခလာရ2ခွန်၅ထဲမှာမြန်မာထိုင်းနယ်စပ်ကတစကန်သိန်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးတဲ့စစ်သားတွေပြန်လည်ဝင်ရောက်ရှိနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေစကန်သိန်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးပြီးပြန်ပို့ရင် ကရင်နယ်ကြောင်းဆောင်တပ် BGF ရဲ့အမတ်လေးစစ်တေတာမှုဗိုလ်မှူးကြီးမုတ်တုံထင်းချုံမှုအောက်ကနေဆက်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့16ဂိတ်ကနေပဲပြန်ပို့နေတာလို့ဆိုပါတယ်။တီဘောဘိုးကဟာရောပေါင်းရင်2.5ထဲမှာ900ကျော်နေပြီလို့၎င်းကဆက်ပြောပါတယ်။ဒါကြောင့်ခလာရ2.5တရင်ထဲမှာစုမိနေတဲ့စစ်ကောင်စီတပ်သားတွေဟာစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစစ်ကြောင်းတိုးဖို့ဟန်ပြင်းနေတယ်လို့ corporate data က PDF တရင်မှုတူကဆိုပါတယ်။သူတို့ကတင်ငန်းညီနောင်ဘက်ကိုအဲ့ဒီဘက်ကထိုးမယ်ပေါ့။ ီဘက်ကလည်းအောင်စီရကလည်းလက်ကြံနဲ့တက်မယ်ပေါ့သူတို့ကအဲ့လိုပုံစံစဉ်းစားနေတာလို့၎င်းကဆိုပါတယ်ခင်ဗျာနောက်ထပ်လေသတင်းကတော့နောင်ချိုမှာထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ DNL ပူးပေါင်းတပ်တို့အကြတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှတေဆုံထိခိုက်မှုများစွာနဲ့စုတ်ခွာပြီးစစ်တပ်သိမ်းယူထားတဲ့ကင်ကြီးရွာကိုတော်လှန်ရေးတပ်များပြန်လည်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကံကြီးရွာကိုဒိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ DNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်မှုများပြားတဲ့အတွက်ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းဒေသပြည်သူများကဆိုပါတယ်။ယမန်နေ့ဇွန်လ၈ရက်နေ့မှာနောင်ချိုမြို့နယ်တောင်ခမ်းရွာမှကင်ကြီးရွာကိုဒုစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ DNL ဥဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုများပြားခြင်းကြောင့်စစ်ကောင်စီတပ်သားများယင်းနေ့ည9:53မိနစ်ခန့်မှာတောင်ခမ်းရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ တောင်ခင်းရွာကနေကန်ကြီးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်တဲ့စစ်ခွေးစစ်ကြောင်းကတော့ကန်ကြီးရွာဘက်ကနေပြန်ဆုတ်သွားပြီးကန်ကြီးရွာကိုတော်လန်ရေးအဖွဲ့တွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့သိရတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို TNLA ပူးပေါင်းမဟာမိတ်တပ်များဖြစ်တဲ့ DPLA တပ်ဦးနဲ့ PDF တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကယခုစွန်လအတွင်းအပြစ်ရဲ့ကြေညာထားပေမဲ့လည်းနောင်ချုံမြို့နယ်တောင်ခန်းကြီးရွာမှာ စစ်တပ်နဲ့တိုက်ပွဲများတောက်လျှောက်ဆူသလိုဖြစ်ပွားလျက်ရှိပြီးစစ်တပ်ကရက်စောက်ဘက်မှစစ်ကူအင်အားများလက်နက်ခဲယမ်းများဖြည့်တင်းလျက်ရှိကြောင်းနှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေကြောင်းစစ်ကောင်စီကထိုးစစ်ဆင်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းများကိုဇက်တိုက်ဆူသလိုလှုပ်ဆောင်နေကြောင်းစစ်ရေးအရာနှစ်ဖက်တိုက်တွန်းမှုများရှိနေပြီး TNL ကစစ်ရေးဗျူဟာအရာဆောင်ရွက်လျက်ရှိကြောင်း TNL ပြောခွင့်ရလွေရီဦးကဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စစ်ကောင်စီတပ်အတွက်လက်နက်ဝဲယူပေးနေတဲ့ပွဲစားနိုင်ထွန်းအောင်ကမဟာမျက်မှုနီဘုရားကြီးကိုရွှေသုံးဘိတ်တန်နဲ့ကြက်သိန်း2600လှူဒန်းမှုကုသိုလ်ဒါနမမြောက်တော့ဘာသာရေးခုတုံလုံးမှုတာဖြစ်တယ်လို့ဝေဖန်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပြည်သူလူထုကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်အတွက်လက်နက်ခရမ်းများဝဲယူပေးနေတဲ့ပွဲစားနိုင်ထွန်းအောင်ကမန္တလေးမဟာမျက်မှုနီဘုရားကြီးကိုရွှေသုံးဘိတ်တန်နဲ့ကြက်သိန်း2600လှူဒန်းမှုမှာ ကုသိုလ်ဒါနမမြောက်တော့ဘာသာရေးခုတုံလုံးမှုအဖြစ်နှွေဦးတော်လိုင်းရဲ့ဘာသာပေါင်းစုံကိုရက်မှဆရာတော်ဦးဝရမကဝေဖန်မိန့်ကြားလိုက်ပါတယ်။ဇွန်လ9ရက်နေ့မန္တလေးမဟာမြတ်မြို့နီဖျားကြီးကိုလက်နက်ပွဲစားနိုင်ထွန်းအောင်တဲ့မိမဝေဝေရင်ကရွှေသားသုံးဘိတ်တန်နဲ့ငလင်ကြီးကြောင့်ပျက်စီးခဲ့တဲ့အရှိဆောင်တန်းခါပြက်ပြတ်တန်နဲ့ကျောင်းတော်ကြီးတိုင်6တိုင်တိဆောက်ပြုပြင်ရန်အတွက်ကျပ်သိန်း2600လူတန်းကြောင့်သိရှိရပါတယ်။ပြည်သူကိုတပ်ဖြတ်ရာတွင်အုံပြုနေတဲ့လက်နက်ခဲယမ်းများတင်သွင်းစီးပွားရှာနေတဲ့လက်နက်ပွဲစားက ဖျားပြုတ်ပြင်းရန်ငွေလူတန်းချင်းမှာဒါနကုတုမဖြစ်ကြောင်းရင်းလူတန်းမှုမှာ တိုင်းသူပြည်သားများကိုလှည့်ပြားရန်ဘာသာရေးကုတုံလုံမှုသာဖြစ်ကြောင်းရွေဦးတော်လိုင်းရေးဘာသာပေါင်းစုံကိုရဲမှဆရာတော်ဦးဝရမကမျက်ချက်ပြုမိန်ကြပါတယ်။တနည်းပြောရရင်ဘာကုတုမှာမဖြစ်နိုင်တဲ့လှည့်ပြားမှုပေါ့တိုင်းသူပြည်သားကိုလည်းလှည့်ပြားတယ်။သူလိုချင်တဲ့အကျိုးစီးပွားကိုဘာသာရေးကုတုံလုံမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုတုရဖို့နေနေသာသာမူလအခြေခံတဲ့စိတ်ကူကလိန်ညာလှည့်ပြားတဲ့စိတ်ဖြစ်နေတာပေါ့။ဒါကအကျိုးစီးပွားကိုအခြေခံတယ်။ ဘာသာရေးကိုအတုံးချတယ်ဗုဒ္ဓရဲ့ပုံရိပ်ကိုပါထပ်ပြီးတော့ကုတုံးလုပ်တယ်ဆိုတော့ကုသိုလ်ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးတခုတော့ရှိတာပေါ့သူတို့ရဲ့အကျိုးစီးပွားရဲ့ပြည်သူလူထုကိုလှည့်ပြားခြင်းရဲ့အာဏာရှင်ရဲ့အလိုကျရဲ့ဆိုတဲ့လူရဲ့အနေနဲ့တော့တိုင်းသူပြည်သားကိုပိုလှည့်ဖျားလို့ရပါတယ်တနည်းပြောရရင်တော့သူ့အကျိုးစီးပွားပို့ဖြစ်မယ်အာနာရှင်ပူအလုလုလို့ကောင်းမယ်ဆိုတဲ့အခြေအနေကိုပဲရရှိမယ်လို့ဦးစင်းအနေနဲ့ကတော့မြင်ပါတယ်လို့ ၊နှွေဦးတော်လန်ရေးဘာသာပေါင်းစုံကွန်ရက်အဖွဲ့မှဆရာတော်ဦးဝါရမကမိန့်ကြားပါတယ်။နိုင်ထွတ်အောင်ကစစ်ကောင်စီတက်အတွက်စစ်လက်နက်ခဲယံဝယ်ယူပေးနေတဲ့ပွဲစားများထဲမှတဦးဖြစ်ပြီး American Dollar တန်ပေါင်းများစွာတန်ကြီးရှိတဲ့စစ်လက်နက်များ၊ရဟတ်ယာဉ်များအပိုပစ္စည်းများကိုဝယ်ယူပေးရမှချမ်းသာကြွယ်ဝလာသူဖြစ်ကြောင်း Justice for Myanmar GFM မြေ2023ခုနှစ်စက်တင်ဘာလအတွင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။အထူးသဖြင့်နိုင်ထွတ်အောင်မှာရုရှားတိုက်လေယာဉ် MiG-29 ဂျက်တိုက်လေယာဉ်ရဲ့အစိတ်အပိုင်းများမြန်မာပြည်ကိုရုရှားမှတင်သွင်းရမှာအထူးကပါဝင်သူဖြစ်ပြီးအမေရိကန်ဥရောပတမကအပါအဝင်အနောက်နိုင်ငံကြီးများရဲ့စီးပွားရေးပိတ်ဆို့မှုခံရသူလည်းဖြစ်ပါတယ်။နိုင်ထွန်းအောင်ကမြန်မာနိုင်ငံမှာ International Gateways Group of Communist Town သူဒေါက်တာနိုင်ထွန်းအောင်က စစ်ကောင်စီတပ်အတွက်တရုတ်နဲ့ရုရှားတို့ထမစစ်လက်နက်ခဲယမ်းနဲ့အပိုပစ္စည်းများဝယ်ယူပေးနေတဲ့ဂျာဂန်ပွဲစားဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသိကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ